အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျအဲ့တော့ဒီနေ့မှာတော့အောက်လန်းအကြောင်းပြန်လည်မြောက်ပြီးမှဖြစ်ပါတယ်ကျွန်တော်ကွန်မန်နေမြောက်ပေးထားတယ်ဆရာကြီးအောက်လန်းအကြောင်းအောက်လန်းအကြောင်းလေးမြောက်ပေးပါအောင် အောက်လန်းတိုက်ခံထားရင်ဘလို့ဘလို့လေးဖြစ်နေမလဲအောက်လန်းကဘလို့တိုက်တာလဲဘလို့မြုပ်ကကွယ်ထားမလဲဘလို့ຢာရဲရအောက်လန်းကိုအောက်လန်းနဲ့တိုက်လို့ရလဲဆိုတဲ့မိကွန်းလေးတွေကျွန်တော်အများကြီးလာမိထားမျိုးရှိပါတယ်ဒီနေ့မှာတော့အဲ့ဒါလေးကိုပြည့်ပြည့်စုံစုံလေးပြန်လည်မြောက်ပေးမှဖြစ်ပါတယ်ဗျကျွန်တော်တို့တွေ ောက်လန်းဘလို့တက်လေဆိုတဲ့အကြောင်းမပြောခင်အောက်လန်းကျောင်းလေးကိုဆက်လက်ပြီးကျွန်တော်တွေပြောပြမှာဖြစ်ပါတယ်။အောက်လန်းကျောင်းပြောမယ်ဆိုရင်အောက်လန်းလေးတက်လို့ရတဲ့ဟာရတော့အများကြီးပဲရှိနေတယ်။ဒါပေမဲ့အားလုံးပြန်ခြုံလိုက်မယ်ဆိုရင်အဝေးတိုက်နဲ့အနီးတိုက်ဆိုပြီးနှစ်ခုပဲရှိနေပြန်ပါတယ်။အနီးတိုက်ကလည်းအနီးတိုက်တစ်ဖုံသူနီသူလန်းနဲ့အများစွာရှိသူအဝေးကလည်းအဝေးတိုက်သူနီသူလန်းနဲ့အများစွာရှိနေပါတယ်။ ုတ်ပြီဒါဆိုရင်နီးရဓာတ်ပို့ပြီးကြောက်ရလဲဆိုတဲ့အတိုင်းပဲအနီးတိုက်လေးကိုအရင်ပြပြပေးမှဖြစ်ပါတယ်အနီးတိုက်ကပို့လို့စိုးစီပါလဲထိမယ်ဆိုလို့ရှိရင်အနီးတိုက်ကပို့လို့ထိစီပါတယ်ဗျတော့ဘာကြောင့်လဲဆိုတော့အနီးတိုက်ကိုအနီးတိုက်ကတမိတောက်စုလုံးကိုထိနိုင်လို့ပါဟုတ်ပြီဒါဆိုလို့ရှိရင်အနီးတိုက်နဲ့ဘလို့တိုက်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုမျှော်ပေးမှဖြစ်ပါတယ်တိုက်လို့ရတဲ့နီလန်းလေးအများကြီးရှိနေပါတယ်အများဆုံးတိုက်တဲ့နီလန်းလေးတွေကိုပဲမျှော်ပေးမှဖြစ်ပါတယ်ဗျအဲ့တော့တိုက်လို့ရတဲ့နီလန်းလေးတွေကတော့အဲ့တော့ကျွန်တော်တို့ပထမဆုံးကကျွန်တော်တို့အင်ကြီး အဝတ်စားခြေတဲ့လက်တဲ့အတုံးဆောင်ဖက်နက်ဇပင်စတဲ့ကျွန်တော်တို့ရဲ့အတုံးဆောင်လေးတွေကျွန်တော်ထိတွေ့ကြင်တယ်ပူးတဲ့အရာလေးတွေကိုတစုံတစ်ရက်ကရသွားမယ်ဆိုလို့ရှိရင်အောက်လန်နဲ့တိုက်လို့ရတယ်အဲနောက်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့နာမည်မွေးတက်ကလေးအမှန်ကျွန်တော်တို့နာမည်တွေမွေးတက်ကလေးကိုဓာတ်ပုံလို့အဲ့ဒါလေးတိသွားမယ်ဆိုလို့ရှိရင်အောက်လန်ကအလွယ်တကူတိုက်လို့ရတယ်ဟုတ်ပြီနောက်တော့ဘလို့တက်လို့ရသေးလဲပေါ့တက်လို့ရတဲ့နည်းနဲ့အများကြီးရှိတာပေါ့ကျွန်တော်တို့အိမ်ထဲကိုကျွန်တော်အတိုက်အင်းနဲ့လမ်းပေါက်လိုက်တာမျို အတိုက်အင်းနဲ့အတိုက်အိုးချမ်းပဲတယ်ကျွန်တော်တို့မြေတဲ့ကိုလာမြုပ်ထားတာမျိုးအဲ့တော့အစီအင်းနေပြုတ်လို့ပြီးတော့တသင်းချမ်းမြေတို့ချက်သွေးတို့မတန့်တဲ့သွေးတို့စပြီးအလုံးမန်းမုတ်ပြီးတော့တချို့သောအစီအင်းတွေထုတ်ထက်ပြီးတော့ကျွန်တော်တို့အိမ်တဲ့ကိုလာပစ်ချသွားတာမျိုးမြေကြီးတဲ့လာမြုပ်ထားတာမျိုးအဲ့တော့အယိုးတစ်ခုခုအဲ့တော့တင်းချမ်းအယိုးအယိုးတစ်ခုကိုအစီအင်းပြုတ်လို့ပြီးကျွန်တော်တို့ထဲမှာလာမြုပ်ထားတာမျိုးအဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းပိုလို့ဆိုးစေပါတယ်ပိုလို့ထိခိုက်နိုင်ပါတယ်ဗျဟုတ်ပြီ ဒါလည်းတနည်းနောက်တနည်းကတော့ကျွန်တော်တွေနတ်ပေါ့နော်ကျွန်တော်တို့အိမ်မှာဗာကိုဝက်တာလဲအဲဆိုကြပါစို့ကိုကျုံကိုကိုဆိုဆိုကြပါစို့ကျွန်တော်ဥပမာပြောပြတာနော်အဲ့ဒါကိုကိုကျုံနဲ့မတည့်တဲ့နတ်ကအမတော့မငွေတောင်ပဲဖြစ်ပါတယ်သူတို့ကတမိစားလည်းဖြစ်ခဲ့ဘူးတယ်ကိုကြီးကျော်ရဲ့ကျွန်တော်တို့ဒီ သူရအထက်ခန့်ကြီးကိုခံပြီးစိတ်ဆိုးပြီးရောပေါ့နော်အဲ့လိုဖြစ်သွားတော့အာကျွန်တော်တို့ဒီအမတော်မန်ကွေတောင်ရဆက်တဲ့ဟာကိုကိုကြောက်ပေးတာမျိုးကိုအဲ့လိုမျိုးဟိုတယောက်ကနတ်တစ်ပါးကြီးဆက်လက်ဟာကိုကိုစီလာပေးတာမျိုးကိုကစားမိတာမျိုးကိုအိမ်ယူလာတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်တော့အကြီးကျယ်ဒုက္ခရောက်သွားနိုင်ပါတယ်သူနဲ့ကိုနဲ့မတည့်ဘူးသူ့ဆရာပစ္စည်းကိုသူယူလာလဲဆိုရင်အဲဒါနတ်မပြုံးတဲ့လူတော်မှစိတ်ဆိုးသေးတာနတ်နတ်တဲ့ဆိုရင်ပို့လို့ဆိုးနိုင်ပါတယ်အဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်လည်းကျွန်တော်အိမ်ကိုခိုင်းမိ တိုက်မိကျွန်တော်တွေထိခိုက်အောင်ဖြစ်သွားစေပါတယ်။ဟုတ်ပြီ။ဒါကကျွန်တော်ဒီပထမဆုံးဒါအကြံပြင်းလုပ်လို့ရတဲ့နည်းလေးကိုဒါပြောပြတာ။ဒီနည်းလမ်းကိုပဲအများဆုံးသုံးကြတာများတယ်။ဒါပေမဲ့ဒီတဲ့ကျေပြင်းတဲ့နည်းတွေအများကြီးရှိသေးတယ်။ဒါကတော့တကယ်တက်ကြွတဲ့ဆရာတွေမှသာလင်သုံးမှာပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်ဒီဟာလေးတွေမဖြစ်အောင်လို့ဘယ်လိုမျိုးလေးလေးကာကွယ်ရမလဲ။အဲဘယ်လိုမျိုးလေးကာကွယ်ရမလဲဆိုတော့ကျွန်တော်တို့ဒီအေးရှိရှိနေရပဲအဲကျွန်တော်တို့ရဲ့စွန့်မြစ်ပစ္စည်းတွေအင်ဂျီဝစ်စာဖက်နဲ့စရပြီးအဲ့ဒါလေးကို တေချာကူးဆိုင်လေးစွန့်ပစ်မယ်အဲကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့ပြီနော်ကိုယ့်ရဲ့ပစ္စည်းအဟောင်းလေးတွေကိုစနေကြစွန့်ပစ်နည်းဆိုပြီးဗီဒီယိုလေးတစ်ပုဒ်တင်ခဲ့ဘူးတဲ့အဲ့လိုစွန့်ပစ်ရမယ်အိုးခွဲပကံခွဲရောက်ကအစဟုတ်ပြီအဲ့လိုလူမျိုးလေးလုံမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အိမ်ပတ်ဝန်းကျင်တွေအများနဲ့တန့်ရှင်းနေလောက်ထားမယ်ဟာပြီးလို့ရှိရင်ကျွန်တော်စက်ကြီး33မှခါတာကိုညတိုင်း73ခေါက် ကျွန်တော်73က73ကယူပြီးအိမ်ရှိလေးတောက်ကိုပတ်ဖြန်းလို့လဲရတယ်အမောက်ပြောကလည်းကင်းတယ်အတိုက်လည်းကင်းတယ်အဲကျွန်တော်တို့အိမ်ပတ်ဝန်းကျင်တွေကိုဂယူဆိုင်ပေါ်တော့အထုပ်လေးလာပစ်ထားသွားသလားအဲဒါမှမဟုတ်လဲတစုံတစ်ခုကလာမြုပ်သွားသလားအဲ့တော့တော့ပန်းဦးနဲ့ဘလုတ်ဆိုလာပြီးပစ်ထည့်သွားသလားအဲ့လိုမျိုးလေးရှိတယ်ပေါ့နော်တချို့ဆိုရင်အဲ့လိုမျိုးလေးတွေတော့တေချာလေးတွေကြည့်ပြီးဖို့လိုတာပေါ့နော်အားကြောင့်မို့အိမ်ပန်းဝင်ကျင်တွေကိုတန့်ရှင်းနေအောင်ထားမယ်အဲ့တော့တစုံတယောက်လာတစုံတယောက်ဒဇင်းတယောက်လာလို့ရှိရင်လည်း တေချာလေးလေးပုံတော့ဘာဘာလေးထားသွားတယ်လဲမြင်းမြုပ်သွားတယ်လဲအဲ့လိုမျိုးလေးတွေလည်းကျွန်တော်တို့သတိထားဖို့လိုတယ်ဗျဒါကတော့ယုံတဲ့သူတွေကတော့လုတ်ကျွန်တော်သတိထားမယ်တချို့ကလည်းဒါလေးလေးယုံတာမဟုတ်ဘူးဗျတချို့ကလည်းမယုံကြဘူးเนาะအဲ့လိုမျိုးလေးရှိတယ်အဲ့လိုမျိုးလေးလေးကြုံလာလို့ရှိရင်တော့ကျွန်တော်တို့တွေကျူဆိုင်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အောက်လနဲ့တိုက်လို့ရှိရင်ဘယ်လိုလေးဖြစ်မလဲဆိုတော့အလုံးတိတရချိုင်မယ်တိုက်မယ်ဆိုရင်စီဝါရေးစပြီးတော့ထိခိုက်မယ်စီဝါရေးလေအဲ့လိုပို့ပြီးတော့ဆိုးပြလိုက်တယ်အဲ့တခါကျလို့ရှိရင်ကိုယ့်ကိုစီဝါရေးအချိန်နေမကောက်တော့မျိုးရှိနိုင်တယ်ယာတိဥတုကြောင့် ဒါမှမဟုတ်ပတ်ဝန်းကျင်ကြောင့်ဒါမှမဟုတ်နိုင်ငံရေးအခြေအနေကြောင့်အဲ့လိုမျိုးလေးရှိနိုင်တယ်ဆိုပေမဲ့ဒါပေမဲ့ကိုကထိုးချာချာပြီးထိုးကြသွားတယ်ဆုတ်ယူသွားတယ်ဆိုရင်တော့ဒါသေချာတယ်အတိုက်တစ်ခုကြောင့်ဖြစ်နိုင်တယ်အကျမ်းပါရေးအလူမှုရေမိသားစုရေဟာတခါကြလို့ရှိနေမမိသားစုမှာပပလုံးရိုက်နေအောင်ဘာမို့တဲ့ကိစ္စလေးနဲ့ရန်ထပ်ပြင်းတာမျိုးလည်းရှိတယ်ဗျာနော်အဲ့လိုချင်းတဲ့မျိုးလေးလည်းရှိနိုင်တယ်အဲ့လိုချင်းတဲ့မျိုးလေးကြုံရတဲ့တခါကြလို့ရှိရင်ကိုက အလကားနေဒေါသတွေဖြစ်နေစိတ်တွေတိုးနေစိတ်တွေကမကြည့်ဘူးတစုံတယောက်ကြည့်လိုက်တာနဲ့အဲ့လူတယောက်အမိုးမျက်လုံးနဲ့ကြည့်နေမိတယ်အမြင်မကြည့်ဘူးဖြစ်နေတယ်ဗျာပိုပြီးတည်တာလားတော့ဖះမရှိကိုခြင်းကိုဖះစင်အောင်လဲမသွားခြင်းအဲ့တော့ဘာသာရေးတွေလုံးဝမလုပ်ခြင်းစိတ်မရှိဘူးအထူးသဖြင့်ဖះစင်အောင်တော့မသွားခြင်းဆိုမှာတော့ဗျာအဲ့တော့တယောက်တည်းနေတယ်နော်ဒါမဲ့အနောက်မှာတယောက်ယောက်ရှိနေတယ်လို့လို့ကြက်သိမ်းထားနေတယ်လို့ကြောက်နေတယ်လို့ ဖြုံနေအနောက်လက်ကြည့်တော့တယ်ဘာမှမရှိဘူးအဲဒီခါကျလို့ရှိရင်ကိုတယောက်တည်းနေနေပါသေးတယ်စိတ်ထဲမှာကြောက်နေတာမျိုးအဲဒါတစုံတယောက်မှာတယောက်ယောက်ရက်ကြီးနေတာမျိုးအဲ့လိုမျိုးလေးခံစားနေရတယ်အဲဒါဆိုရင်အောက်လွန်တိုက်တစ်ခုဂျုံနေရပြီဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးဘယ်လိုမျိုးလုပ်မလဲအဲဒါဆိုရင်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲပေါ့အဲအဲ့တော့ဒါဆိုရင်တက်လန်တက်ကျွမ်းနားလေတဲ့ဆရာသမားတွေဥမာရွှေရင်ကျော်လိုဆရာမျိုးလေးတက်သည့်နားလေတဲ့ဆရာဆရာများနဲ့ကျွန်တော်တို့တိုင်ပင်ဆွေးနွေးပြီးကုသတင်ပါလဲရှာဖွေတင်ပါတယ်အဲ့တော့ဒီဟာမျိုးလေးလေးကုသတင်ပါတယ်ပေါ့နော် အဲ့တော့ဟုတ်ပြီဒါဆိုရင်ဒါကကျွန်တော်တို့အနီးတိုက်ပေါ့အဝေးတိုက်ကတော့ဘယ်လိုတိုက်တာလဲအဝေးတိုက်ကတော့လွယ်တာပေါ့ဗျာအဝေးတိုက်ကတော့ကျွန်တော်တို့ဥမာနွားတိုက်တို့ကျွဲတိုက်တို့အမွေးတိုက်တို့စပြီးကြားတိုက်တို့တိုက်တယ်တော့အများကြီးရှိတယ်အဲတခါကျတော့ရှင်နေသူတို့ခိုင်းစေထားတဲ့သူတို့ကျွေးမွေးထားတဲ့အကောင့်တစ်ကောင်လေးရှိလိမ့်မယ်အဲ့အကောင့်တစ်ကောင်လေးကျွန်တော်တို့လာပြီးရောစေခိုင်းတာမျိုးကျွန်တော်တို့စီလာပြီးတိုက်ခိုက်တာမျိုးအဲ့လိုမျိုးတွေလည်းရှိနိုင်တယ်အဲတခါကျတော့ရှင်ကျွန်တော်တို့ကိုကိုွယ်တဲ့အိမ်ရနတ်နဲ့အဲသူတို့ဆွကြပါစို့ကျွန်တော်ခုနပြောလို့ပဲ ျွန်တော်အရင်ကုတ်ဝဲတဲ့နတ်နဲ့အဲအဲ့နတ်နဲ့ဘယ်နတ်မတက်လို့ဆိုတော့သူတို့ကသိတယ်အဲ့နတ်တင်နဲ့သူကလာပြီးကျွန်တော်တို့လာပြီးတိုက်ခိုက်တာမျိုးအဲ့လိုပြောမှဆိုနတ်ချင်းတိုက်ခိုက်တာပေါ့ဗျာအဲ့လိုဟိုကျွန်တော်တို့ကအဲ့မှာလည်းရှိနေရဆိုတော့ဟိုကျွန်တော်တို့ရိုးရလည်းဖြစ်နေရဆိုတော့အဲ့လိုမျိုးလေးကျွန်တော်တို့ထီမီခိုင်းတဲ့မျိုးလေးလည်းရှိနိုင်တယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့လိုအဝေးတိုက်လေးတွေရကြတော့ကျွန်တော်တို့တွေကျွန်တော်ခုနပြောလို့ပဲဟိုပရိတ်ကြီးစက်တက်တော့ယူထားတဲ့အိမ်ကိုဘယ်တော့မှအဲ့တိုက်လေးမဝင်နိုင်သလို ပထန်း24ပစ္စည်းတို့ယူထားတဲ့အိမ်တွေဘယ်တော့မှအဲ့အိမ်မှာအတိုက်တွေမဝင်နိုင်ဘူးပြီးရင်မှန်တစ်ချက်ကိုအိမ်ရှိမှထားပြီးထုံးလေးနဲ့အကွင်းလေးကွင်းလိုက်မယ်အဲ့အိမ်မှာဆိုလို့ရှိရင်လည်းအတိုက်တွေတံမြကာကိုပြည့်တဲ့မှန်တစ်ချက်မှာပဲ24ပစ္စည်းလေးအသေးလေးကတ်ထားလိုက်နိုင်တယ်အိမ်ရှိမှချိန်တတ်မယ်ဆိုလို့ရှိရင်လည်းအတိုက်တွေအားလုံးကိုကန်ထုတ်ပေးတယ်အဲ့တော့အဲ့လိုမျိုးလေးတွေတွန်းကန်ပေးတယ်ပြီးရင်ကျွန်တော်အမြဲတမ်းတင်ပြနေရရှိတဲ့ရောမင်းကြီးအုပ်ဖို့လိုင်းရဲ့ အန်ဒီမန်ဓာမြန်မန္တရားဓာမြန်ကာရာတို့ကြည့်လဲရုပ်ဘောပေါများလို့ရတယ်ပြီးတော့ဓာမြန်ကာရာကျွန်တော်တို့ဟိုဓာမြန်ကာရာလေးလည်းတင်ပေးထားတယ်ကျွန်တော်တို့ကျွန်တော်နောက်ဗီဒီယိုမှာတော့ဘောတော့နောက်ဗီဒီယိုမှာတော့တိတန်တိတန်လေးအောက်လန်းဓာမြန်ကာကွယ်နီးနဲ့ကျွန်တော်ဆုံးကွေအတိုက်တွေကိုဓာမြန်ကာကွယ်နီးအစီရင်လေးတွေကိုနောက်ဗီဒီယိုမှာတော့တိတန်လေးကျွန်တော်ဆက်လက်ပြီးမျှဝေပေးပါမယ်ဗျာ အဲ့တော့ဒီနေ့မှာတော့အောက်လန်းအကြောင်းလေးနဲ့အောက်လန်းကဘလို့တိုက်တဲ့ဆိုလဲအကြောင်းလေးကိုမိတ်ဆွေများသိရှိသွားပြီလို့ထင်ပါတယ်ဗျ။အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေတူဦးနဲ့တူတူကျွန်တော်ကိုယ်တိုင်နဲ့ကြုံမှုတဲ့အဝေးတိုက်ကတော့မွေးတိုက်ပဲဖြစ်ပါတယ်။ကျွန်တော်အဲ့အဲ့ဟာကိုကျွန်တော်ကျွန်တော်နဲ့မြင်တယ်ကျွန်တော်ဘေးမှာကြိုးတစ်ချောင်းအဲ့ကြိုးချောင်းကိုကျွန်တော်နဲ့မြင်တယ်။ဒါမဲ့သူတယောက်ပဲအဲ့တော့မွေးလို့မြင်တယ်။အဲ့တော့သူမြင်ပြီးဘေးကိုကော်လော်ထုတ်လိုက်တယ်ထုတ်လိုက်တယ်။ဒါမဲ့ပြန်လာတော့ကြတော့အဲ့ ဲ့အဲ့ကျိုးတစ်ချောင်းပေါ့နော်ကျွန်တော်မြင်တော့ကျိုးမြင်သူကတော့မွေတော့မြင်တယ်အဲ့ဒါကိုသူ့လမ်းပေါက်လိုက်တာသူ့လမ်းရှောင်လိုက်တယ်ဗျလမ်းရှောင်လိုက်အဲ့သူ့လမ်းပေါက်လိုက်ချင်းချင်းမှာကျွန်တော်တို့လည်းအားလုံးဝိုင်းပြီးတော့ခြောက်ရလို့ရှိတယ်မွေလို့လမ်းမြင်သွားတယ်အဲ့ဒါကျွန်တော်တို့လည်းအားလုံးဝိုင်းပြီးတီးချလိုက်တာအဲ့မွေခါတဲ့ခေါင်းဆိုင်ပြီးတော့လုံးဝတခါတဲ့တေသွားတေးပြီးဘုတ်ဆိုချုံမှုတဲဟိုအဲ့အပေါ်လေးကိုပစ်တင်မိခဲ့တာအဲ့ပစ်တင်မိခဲ့တာကျွန်တော်ကလည်းတေးသေးချတင်ခဲ့တာတင်ခဲ့ပြီးကျွန်တော်သွားတယ်တခါသွားပြီးတင်နေပြန်လာတော့ကြတော့အဲ့ရဲ့ခုနပစ်တင်နေတဲ့မွေရဲ့နေပြီးတော့ ကျိုးနေအောင်ပဲပြန်ဖြစ်နေတယ်ဒါဆိုရင်သိချတယ်အဲ့တော့တော့ကျွန်တော်လည်း cube တိတ်သတိမထားမိပုံတော့ဒါလေးရတယ်ကိုကလူငယ်ဆိုတော့တိတ်လည်းနားမလည်ဘူးကျုံလုံးမကျုံဘူးတိတ်လည်းမသိဘူးမသိဘူးဆိုတော့ဟောတော့တော့သူပဲပြုတ်ကျသွားပြီးတော့တစုံတယောက်ကိုလာထားရပဲထင်တာမဟုတ်ဘူးဗျတကယ်တော့ဒါကသူမွေတိုက်နေသူအတိုက်ခံနေရတာအဲ့လိုမျိုးလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဟို တစုံတကောင်ခိုင်းစီလို့အစင်မပြေတဲ့အခါမျိုးမှာအဲ့လိုမျိုးမွေတွေကိုစနေနေ့တွေဆိုလို့ရှိရင်အဲ့လိုမျိုးခိုင်းစီလို့ရတယ်အဲ့လိုမျိုးခိုင်းစီပြီးတော့လမ်းမီတိုက်တဲ့ပုံမျိုးအဲဒါကတော့ကျွန်တော်မိတ်ဆွေများဘူးသူတွေရအောင်မရအောင်ပေးတော့ပါဗျအခုနောက်ပိုင်းတော့ခုနောက်ပိုင်းအဲ့လိုမွေနဲ့တိုက်လို့ရမွေနဲ့တိုက်မွေနဲ့တိုက်တဲ့မွေနဲ့တိုက်နိုင်တဲ့ဆရာအစ်နေတော့ကျွန်တော်တိတ်တော့ ဟိုအတိတ်တော့မတွေ့ဘူးသေးဘူးတော့ရှိတော့ရှိတော့အများကြီးရှိသေးတယ်အတိတ်အသုံးပြုတာမျိုးတော့တိတ်တိတ်မတွေ့ဘူးသေးဘူးလို့ထင်နေဗျကဲဘာဖြစ်ဖြစ်မိတ်ဆွေများဒီတိမှာတော့အောက်လန်နဲ့တက်လို့ရတဲ့အချောင်းလေးလေးဒံမြန်ကာကွယ်နီလေးတွေခါတာလေးတွေအားလုံးသိပြီးတော့ထင်ပါတယ်အဲနောက်ပြီးတော့မှတော့တည်တံလေးပုံနော်ကာကွယ်နီတည်တံလေးလေးကိုဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျ ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်း ending vacation ကြပါသည်တိုက်ခိုက်တော့ရှိတဲ့ကင်းဝင်ကြပါသည်ဆယ်ကျင်းသားကိုကျမ်းမှရှိကြပါသည်တိုက်ခိုက်တဲ့ကင်းကြပါသည်အဲ့တော့အစီအမီလေး Lion Square နေပြီး update ကလေးလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ